ဒီနေ့တော့ဗောနော်ကျွန်တော်ဒီ Nvidia GeForce RTX 5060 Ti 16K နဲ့တွဲဆင်ထားတဲ့ full setup လေးပြပေးမယ်။ဒါတော့ရန်ကုန်ကစားမှာ RP wireless setup လေးပါ။တော့ gaming နဲ့အလုပ်နေနေပါပါဗောနော်။အဲ့တော့ဒီ Nvidia GeForce RTX 5060 Ti 16K လေးက ြောမှဆိုရှင်ဗျာကျွန်တော် force monitor နဲ့ပဲတွဲဆင်စင် 2K monitor နဲ့ပဲတွဲဆင်စင်လောင်းဝအဆင်ပြေတယ်ဒီကက်လေးရဲ့ performance ကျွန်တော်ပြောမှဆိုရှင်ကျွန်တော်တွဲထားတာ CPU တော့14 gen 14 600kf ပေါ့နော်တော့ကျွန်တော်တို့ခုတွဲလိုက်လို့ရှိရင်ကျွန်တော်က force monitor မှာပေါ့နော် triple a တိုက်တဲ့ဒီ average ယူလိုက်မှဆိုရှင် fps 130လောက်ရတယ်အဲ့ကတော့ကျွန်တော်က 2K မှာဆိုလို့ရှိရင်လည်း average 85လောက်ရတယ်။ဒါ AAA တိုက်တဲ့ gaming မှာရတဲ့ average FPS ပေါ့နော်။ lower DLSS မှာပါသေးဘူးနော်။ ဒီ OSS online လို့ရှိရင်တော့ long war super resolution ဖြစ်သွားလိမ့်မယ် super fps ပြောတာပေါ့နော် fps ရှေ့ထွားသွားလိမ့်မယ်ပေါ့နော်ဒါတော့ long war native fps ကိုပြောတာပါ 4hc မှာ130 2k မှာ85ပေါ့နော်ဒီလိုတွေ့လိုက်လို့ရှိရင်အဲနောက်တစ်ခုကတော့ cpu ကတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပေါ့နော် 14600kf သုံးပြီးထားပါတယ် long war overclock series ပေါ့နော်နောက်တစ်ခုက motherboard အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်သုံးပြီးထားတာပေါ့နော် msi ထဲကပေါ့နော် p760m gaming ဟိုမှာကျွန်တော်က plus wifi သုံးပြီးထားပါတယ်ပြီးရင် wifi bluetooth ပါတခါလည်းပါတယ်နောက်တစ်ခုကတော့အရေးကြီးတာကျွန်တော်ဒီ KF လိုမျိုး CPU ကသူကသူ့ရဲ့ power draw က maximum power draw က100ကျော်တိဆွဲနိုင်တယ်အဲ့တော့ အဲ့လိုမျိုး1နေရာကျော်ဒီဆွဲနိုင်တဲ့ CPU ကိုကျွန်တော်က power ကောင်းကောင်းပေးနိုင်တဲ့မာလာဘုတ်လိုအပ်တယ်။အဲ့တော့ကျွန်တော်သုံးမိထားတဲ့ဒီ MSI P760M Gaming Wi-Fi Plus Model ဘုတ်လေးဆိုလို့ရှိရင်သူကသူ့ရဲ့ VRN က12 Plus 1 Plus 1ပြောမှဆိုရှင်ဗျာ14700 kF မက14700 kF တော့မှ power ကောင်းကောင်းကျွေးနိုင်တဲ့မာလာဘုတ်လုံးဝဗျာကျွန်တော်ထားလိုက်ပါတော့ဗျာတချို့610တို့တင်မလား760 euro normal motherboard တွေနဲ့မဆင်သင့်ဘူးကျွန်တော်က VIN ကိုလုံးဝ12 plus တို့မဟုတ်10 plus အနည်းဆုံးရှိတဲ့ မာနာဖို့အသုံးပေးတဲ့ကျွန်တော်တော့လုံးဝလုံလုံလောက်လောက်အသုံးပေးထားပါတယ်နောက်တစ်ခုက cooling fan နေနဲ့ဆိုလို့ရှိရင် Golden Feet ရပါတော့ကျွန်တော်240ပေါ့နော် liquid cooling အသုံးပေးထားပါတယ် run နေနဲ့ဆိုလို့ရှိရင်ကျွန်တော် HPG ထဲက 32K ကိုကျွန်တော် 16K နဲ့ချောင်း DDR5 6000mAh လေးအသုံးပေးထားပါတယ် storage နေနဲ့ဆိုလို့ရှိရင်ကျွန်တော် Kingston MV3 1000K speed 6000နဲ့ဟာတုံးမိထားတယ်။နောက်တစ်ခုကတော့ power supply နေလဲဆိုလို့ရှိရင်လည်းကျွန်တော်က Gamdia S ရ850 watt ကို80 plus တုံးမိထားပါတယ်။ဒီ system on the bone power consumption က450 watt ဘလို့မှမကျော်ဘူး။လုံးဝလုံးလုံးတုံးမိထားပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ဒီတုံးမိထားတဲ့ဟို casing လေးကတော့ကျွန်တော်ဒီ Golden Feet ထည့်ရပါတော့ CPU လေးကိုတုံးမိထားပါတယ်။ casing fan 3လုံးပါမယ်။ ကွန်ထရိုလာပါမယ်ပြီးလို့ရှိရင်ဒီဟာလေးဒီသုံးလေးမှတ်တဲမှာသူတွဲဆင်ထားတဲ့မော်နီတာလေးကတော့ကျွန်တော်ဒီ gigabyte ထဲရပါတော့เนาะအာ29လက်မောက်မှာမှာ165 Hz ရတဲ့မော်နီတာ 4HD လေးတွဲ 4HD မော်နီတာလေးနဲ့တွဲဆင်မိထားပါတယ် speaker ပါမယ် keyboard mouse ကတော့လက်ဆောင် mouse pad လည်းလက်ဆောင်ပြီးလို့ရှိရင် UPS ပါမယ်အဲ့တော့အခုဒီ video ထဲမှာမြင်ရတဲ့အတိုင်းဒီသုံးလုံးရဲ့ဈေးကဘယ်လောက်လဲဆိုတော့86ဒိန်းနဲ့မှ6000ပါ အာလုံးဝအဆင်ပြေပါတယ်ဂိမင်းအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အလုပ်အတွက်ပဲဖြစ်ဖြစ်မနိုင်ဘူးဆိုတာမရှိပါဘူးဒါကတော့ mirror ရှင်းမှာပြောမှာဆိုရှင်ဗျာအကျန်းဆုံးဆက်တက်လို့ပြောလို့ရပြီသူတက်ကျန်သွားလို့ရှင် high end နဲ့ရောက်သွားပြီဒါ mirror ဆေးကလုံးဝအကျန်းဆုံးဆက်တက်လေး gaming တော့ပဲဖြစ်ဖြစ် render တော့ပဲဖြစ်ဖြစ်အလုပ်တော့ပဲဖြစ်လုံးဝအဆင်ပြေတယ်ဗျာပါလာလာ down ဆိုတဲ့ဆက်တဲ့မျိုးဗျာစီးတဲ့86သိန်း6တောင်းရှိတယ်ဗောနော်အဲ့တော့အာကျွန်တော်နောက်တစ်ခုကအာ keyboard mouse လက်ဆောင် mouse pad လက်ဆောင်ကတချို့ customer တွေဆိုမလိုချင်ကြဘူးဗောဆိုကျွန်တော်လက်ဆောင်ပြီးတဲ့ဟာပြောမှဆိုရှင်တာမန်ဟာပဲပြီးတာအာတာမန် office use keyboard mouse လို့ပဲကျွန်တော်လက်ဆောင်ပြီးတာဗောနော်အဲ့လိုမိတ်ဆွေတို့နေနဲ့ကျွန်တော်ပြီးတဲ့လက်ဆောင်မ use ဆိုလို့ရှိရင်လည်းကျွန်တော်ကအာဒီလက်ဆောင်အတွက်ကျွန်တော်ငွေပြန်ပေးပါတယ် အဲ့တော့ကိုကြိုက်တဲ့ gaming keyboard model လေးကိုလိုက်ပြီးတော့ဝယ်လို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ဒီလိုတည်ရင် gaming PC ရဲ့ video လေးကိုလည်း like နဲ့ share လေးကူညီပေးကြပါနော်။အားလုံးပဲ now video မှာပြန်တွေ့ကြအောင်နော်။